အားလုံးပဲမင်္ဂလာပါပေါက်ပန်း40 channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ပေါက်ပန်း40 channel ကနေပြီးတော့မှဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ပယ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှနိုင်ငံရေးတုံ့တက်ချက်လေးတွေတုံ့တက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ပေါ့နော် သူကနေပြီးတော့မှစစ်အုပ်စုရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့လုပ်တယ်အဲ့ဒီနေရာမှာ အစအဆုံး run လာပြီးမှ ကိုယ်စလေလောင်းဖြစ်ကနေပြီးတော့မှပယ်ဖြတ်ခံလိုက်ရတယ်ဆိုပြီးတော့ UC ကနေပြီးတော့ကြီးညာလိုက်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကဒီနိုင်ငံကြီးဖြစ်စဉ်ဒီအပေါ်မှာဒီဇက်ခုံတွေအပေါ်မှာနောက်ပြီးမမနိုင်ငံကြီးလမ်းကြောင်းပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိသွားမလဲဆိုတာကိုကျွန်တော်ကသုံးသပ်တင်ပြသွားမှာပါဒေါ်သက်သက်ခိုင်ကရွေးကောက်ပွဲပယ်ဖြတ်ခံရတယ်ဆိုတဲ့သတင်းကိုမီဒီယာတွေကနေတင်လာမှတမျိုးစီတင်ကြတာတွေ့ရပါတယ်အရင်ဦးဆုံးကတော့ခစ်တဲ့ BBC ကနေပြီးတော့ဖော်ပြတဲ့သတင်းမှာတော့သူကကိုယ်စလေလောင်းကနေပြီးတော့ပယ်ဖြတ်ခံလိုက်ရပြီဆိုပြီးတော့ကျင်းသေးတင်တယ်။အဲ့ဒီအချိန်မှာ DBB ကနေပြီးတော့ဟာမဟုတ်ပါဘူးဆိုပြီးတော့ဒီသတင်းကမဟုတ်မှန်ပါဘူးဆိုပြီးတော့မှပြန်တင်တယ်ပေါ့လीနော်။အဲ့တော့ဝင်ပြိုင်ခွင့်မရတဲ့သတင်းကမမှန်ဘူးဆိုတော့ဘာမှန်နေလဲဆိုတော့သတင်းစာသားတွေကိုပြန်ကြည့်တော့လေစာသားတွေထဲမှာလေဝင်ပြိုင်ခွင့်မရတဲ့အကြောင်းပဲထည့်ရေးထားတယ်ပေါ့လေ ဆိုတော့ဒါကတော့မီဒီယာတွေရဲ့ဖော်ပြချက်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့လုံးဝကျင်းတည်သွားပါပြီဒေါ်သက်သက်ခိုင်ဒီဒီရွေးကောက်ပွဲဝင်ပြိုင်ခွင့်ကို UEC ကနေပြီးတော့မှပယ်ဖြတ်လိုက်တယ်ဒါနဲ့ပတ်သက်ပြီးတော့အယူခံပဲဥပဒေလမ်းကြောင်းအတိုင်းသွားမယ်ဆိုပေမဲ့ UEC ကနေပြီးတော့လည်းအယူခံခွင့်တတ်မှတ်တဲ့ကာလကိုပိတ်လိုက်တယ်ပေါ့လေဆိုတော့နောက်ပိုင်းဘာဖြစ်လာမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆက်ပြီးတော့မှအောင်ကြည့်ရမှာပဲဖြစ်ပါတယ် ေါ်တသက်ခံရနေပြီးတော့မှဘာဖြစ်လို့ဝင်ပြိုင်ခွင့်မရလဲကိုစလေလောင်းနေရနေပြီးတော့မှဘာဖြစ်လို့အရေးချင်းမပြည့်မီလဲဆိုလို့ရှင်တော့ तू က KB ဇက်ဘဏ်ကနေပြီးတော့မှငွေကျပ်100ဘီလီယံကျော်အကျွေးရှိနေလို့ပဲဖြစ်ပါတယ်ဆိုတော့ तू ကနိုင်ငံရေးတစ်ခုတည်းလုံနေတာမဟုတ်ပါဘူး तू အနောက်မှာလဲစီးပွားရေးတွေတပုံတပင်ရှိနေတယ်ပေါ့လေနော်ဆိုတော့စီးပွားရေးရောနိုင်ငံရေးရောခွာလုပ်တယ်ထုံးစံတိုင်းပဲစီးပွားရေးသမားတွေအကျွေးတင်တယ်အဲ့လိုမျိုးအကျွေးတင်လို့ဥပဒေနဲ့မညီဘူး မင်းနိုင်ငံရေးလုံးလုံးမရဘူးဆိုပြီးတော့မှရွေးကောက်ပွဲကနေပယ်ဖြတ်ခံရတယ်ကိုစရယ်လောင်းကနေပယ်ဖြတ်ခံရတယ် okay ဒေါ်သက်သက်ခံရဲ့တမိုင်းကြောင်ရှိုးလိုက်အောင်ဒေါ်သက်သက်ခံက NLD ခေတ်ကာလမှာတော့သူက NLD ပါတီဝင်အနေနဲ့ဝင်ပြီးတော့မှရွေးကောက်ပွဲဝင်ပြိုင်တယ်2025မှာ NLD ပုံရိပ်အောက်ကနေဝင်ပြိုင်တော့သူရွေးကောက်ပွဲအနိုင်ရတယ် okay 2020မှာတော့သူခွာပြဲသွားပြီ PPP ပါတီဆိုပြီးတော့ကိုးပါးသားကိုပါတီတီထောင်တယ်ရွေးကောက်ပွဲဝင်ပြိုင်တယ် ဝမ်းနေဝမ်းသာစရာတော့တခုမှမနိုင်ပါဘူးဗျာဒါပေမဲ့လည်း27အာနာတင်းလိုက်တော့သူရွေးကောက်ပွဲမနိုင်တဲ့ကိစ္စတိတ်ပြီးတော့အလေးအနက်ကြီးမဟုတ်တော့ဘူးစစ်အုပ်စုလက်အောက်မှာဘောပြေးမှပြီးတော့သူကဝင်ကြီးသွားလုပ်ပါတယ်လူကယ်ပြန်ဝင်ကြီးလုပ်တယ်ဟိုတယ်နဲ့ခရီးသွားလာရေးဝင်ကြီးတာဝန်ကြီးထမ်းဆောင်တယ် အဲ့လိုမျိုးထန်းဆောင်ပြီးတော့စစ်တပ်ကနေပြီးတော့မှလုံးမဲ့အတူအယောင်ရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲမတိုင်ခင်ဆိုပြီးတော့မှသူ့ဝင်းကြီးနေရာနေဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့မှသူ့ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက်စီစဉ်တယ်ပေါ့လေနော်ဒီလိုရွေးကောက်ပွဲဝင်ပြိုင်ဖို့စီစဉ်တဲ့အချိန်မှာသူကကိုယ်စလေလောင်းဝနေပြီးတော့မှပယ်ဖြတ်ခံလိုက်ရတာပဲဖြစ်ပါတယ်ဒီလိုရွေးကောက်ပွဲမှာဝင်ခွင့်ပယ်ဖြတ်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အချို့အပြစ်တွေကိုတစ်ချက်ကြည့်အောင် ဒီရွေးကောက်ပွဲရာအစကတည်းကရွေးကောက်ပွဲအတူအယောင်ဆိုပြီးတော့မှ ပြောနေတဲ့ကာလမှာအခုလိုမျိုးစစ်အုပ်စုကနေပြီးတော့အာဏာသုံးတယ်သူ့ကိုလုံးဝကြီးဘောပြေးမှနေတဲ့လူကိုချက်ချင်းပဲရွေးကောက်ပွဲကနေပယ်ဖြတ်လိုက်တယ်ဆိုတော့ဘယ်မလိုက်ပါဘူးဥပဒေအတိုင်းဆောင်ရွက်တယ်ဆိုပြီးတော့မှဒါကိုပြည်တွင်းပြည်ပကိုသူကဒီအကွက်ကိုပြသတာပဲဖြစ်ပါတယ်ဒါကတစ်ခုပေါ့နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် ဒေါ်တက်တက်ခန့်ရဲ့နိုင်ငံရေးခုံတိတ်ခါထိခိုက်မှုပေါ့ဒါကတော့ပြောစရာမလိုပါဘူးဟိုပါတီပြောင်းလိုက်ဒီပါတီထောင်လိုက် နောက်တခါစစ်ဘောပြေးမလိုက်ဒီအရောသူ့ရဲ့နိုင်ငံရေးခုံတိတ်ခါနဲ့ပတ်သက်ပြီးတော့အစကတည်းကနေလုံးဝပြောစရာကိုမရှိတော့တဲ့ကိစ္စဆိုတော့ဒါကတော့တကြောင်ပေါ့နော်နောက်တစ်ခုကတော့သူ့ရဲ့စီးပွားရေးအရာထိခိုက်မှုပါစီဘာရီသမားလုံးနေတဲ့လူတယောက်ကဒီလောက်ကျွေးမိတွေရှိနေတယ်ဆိုတဲ့ကိစ္စတည်း ူရဲ့ရှေ့လျှောက်သွားမဲ့စီးပွားရေးလမ်းကြောင်းပေါ်မှာသူ့ရဲ့ပုဂ္ဂလိကလမ်းကြောင်းပေါ်မှာဘယ်လောက်ထိထိခိုက်သွားမလဲဆိုတာတော့ပြန်ပြီးတော့သုံးသပ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ပါတီအင်အားစုံယုံမှုပါ PPP ပါတီဒီရှေ့ဆောင်ကနေထွက်ပြီးတော့လုံနေတဲ့လူဒီဒေါ်သက်သက်ခိုင်တူရဲပဲဥဆောင်နေတဲ့သူဖြစ်ပါတယ်ဆိုတော့သူပြီးရင်သူ့နောက်မှာဘယ်သူရှိလဲလို့ကြင်စောအေးဟန်ဆိုပြီးတော့ရှိရဲဆိုပေမဲ့ तू ကဘလောက်ထိလုံလဲလူရှိဘလောက်ထွက်လဲသူမှာအင်အားဘလောက်ရှိလဲပေါ့နော်ဆိုတော့ပါတီခေါင်းဆောင်ရင်းတော်တက်တက်ခိုင်သည်အနောက်မှာစီးပွားရေးအင်အားလဲတောင့်တင်ပြီးတော့ပါတီတစ်ခုလုံးကိုကျိုးကင်ချဲလဲနေပြီးတော့မှသူ့ကိုကိုယ်စလဲလောင်းကနေပြီးတော့မှပယ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စကတော့ရှေ့လျှောက်ဒီပါတီမှာဘသူတက်လာမှာလဲပေါ့ဆိုတော့ပါတီရဲ့အင်အားနဲ့ရလက်အပေါ်ထိခိုက်မှုရှိနိုင်ပါတယ်ဆိုတော့နောက်ပြီးပါဆက်ဖြစ်လာနိုင်ပြီလဲပေါ့ ေချာပါ့ UEC ဟာအယူခံကာလကုန်ဆုံးပြီဆိုပြီးတော့မှထုတ်ပြန်ထားပါတယ်ဥပဒေအကြောင်းအရဆက်ပြီးရုန်းကန်တော့ဒါအောင်မြင်မှာမဟုတ်ပါဘူးဒါကလုံးဝတေချာတဲ့အချက်ပါပဲဆိုတော့ သူကနိုင်ငံရေးသမားဘဝနေအနာယူမှာလားဒါမှမဟုတ်လို့ရှင်စစ်ဘောပဲပြေးမှပြီးတော့ဝင်ကြီးနေရာလေးတစ်ခုလောက်ပေးပါအောင်ဆိုပြီးတော့မှသွားပြီးတော့တောင်းဆိုပြီးနေမှာလားပေါ့ဒါကတော့သူ့ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်စစ်အုပ်စုနဲ့စစ်အုပ်စုကိုဘောမှနေတဲ့လူတွေကြားထဲရနိုင်ငံရေးပြဿနာတွေအာဏာခွဲဝေမှုပြဿနာတွေအာဏာပြိုင်ဆိုင်မှုပြဿနာတွေပဲဖြစ်ပါတယ်ဒါတွေကအနာဂတ်မှာမရေရာတဲ့အနာဂတ်နိုင်ငံရေးကိုပေါ်ပြနေပါတယ်စစ်အုပ်စု ရည်ညွှန်းတဲ့စေအုပ်စုရည်ရွယ်တဲ့သူတို့တွားချင်တဲ့အနာဂတ်နိုင်ငံကြီးဆိုတာဒီလိုလားဗောလीနော်โอเคနောက်တစ်ခုကတော့ဒါကဗမာနိုင်ငံကြီးပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုရှိနိုင်လဲဗောစေအုပ်စုကိုထောက်ခံတဲ့လူတွေကနေပြီးတော့မှာသူတို့ကိုလုံးဝထင်ထင်ရှားရှားထောက်ခံနေတဲ့လူတယောက်ကိုဖယ်လိုက်တာပဲဖြစ်ပါတယ်ဒီလိုမျိုးဖယ်လိုက်တဲ့အတွက်ကြောင့်မလို့စေအုပ်စုကိုထောက်ခံနေတဲ့စေအုပ်စုကတရားမျှတပါတယ်ဆိုပြီးတော့မှာစေအုပ်စုထောက်ခံနေတဲ့လူအုပ်စုအတွက်လည်းမျက်ခုံးလှုပ်စရာပါပဲ သူတို့တွေဘလောက်တိပဲထောက်ခံထောက်ခံဘလောက်တိပဲဘောမဘောမဘလောက်တိပဲလုံ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 သူတို့ကဖြတ်ချင်တော့ဖြတ်လိုက်မှာပဲအကြောင်းပြချက်တခုခုရှာပြီးဖြိုဖြတ်လိုက်မှာပဲဒါကတော့အင်မတန်မှတိတာထင်ရှားပါတယ်အတုံးထချင်တယ်လူထားလိုက်မယ်ဆိုတဲ့အနေအထားတွေပေါ့နော်ဆိုတော့ဒါကတော့ရွေးကောက်ပွဲပေါ်လေယုံကြည်ချက်ကြတယ်စစ်အုပ်စုကိုထောက်ခံနေတဲ့ဘောမတွေကိုနိုင်ကလည်းပြန်ပြီးတော့မှတုံးတက်ဖို့လူတယ်ဒီအချက်တွေကိုတော့ကြည့်ရမယ်ပေါ့လीနော် ဒီဘောမာတွေကဘလောက်ထိအာမခံချက်ပေးနိုင်မှာလဲပေါ့စေုပ်စုကိုတွားပြီးတော့ဘောပြေးမနေတယ်ဆိုပေမဲ့ဒါကဘလောက်ထိအာမခံချက်ပေးနိုင်လဲဆိုတာတော့ကိုပတာကိုတုံးသက်ဖို့လိုပါတယ်နောက်တစ်ခုကတော့ပြည်သူတွေကနေပြီးတော့မှဒီရွေးကောက်ပွဲကိုအစကတည်းကယုံကြည်မှုရှိဘူးအတူအောင်ရွေးကောက်ပွဲဆိုပြီးတော့မှ ပြောနေတဲ့ကာလမှာဒီလိုဖြစ်စဉ်ဖြစ်တယ်ဆိုတော့ရွေးကောက်ပွဲတော့မလုပ်ရသေးဘူးအာနာပြိုင်ဆိုင်မှုနဲ့အချင်းချင်းပြန်တက်နေကြပြီ အခုလုံးမဲ့2025ရွေးကောက်ပွဲသည် တရားမျှတမှုရောပွင့်လင်းမြင်သာမှုရောဘာမှမရှိတဲ့ရွေးကောက်ပွဲဆိုတော့လုံးဝတိတာနေပါတယ်အဆုံးသက်အနေနဲ့ပြောချင်တာကတော့ဒီရွေးကောက်ပွဲသည်ထွက်ပေါက်ကောထောင်ချောက်ကောတခုမှမဟုတ်ပါဘူးဒီရွေးကောက်ပွဲသည်စစ်အာဏာရှင် အလိုကျလုပ်နေတဲ့ရွေးကောက်ပွဲပဲဖြစ်ပါတယ်စစ်အာဏာရှင်ကဘာလို့အလိုကျတယ်လဲဆိုတော့နောင်လာမဲ့နှစ်ပေါင်း90နှစ်ပေါင်း100ပလန်ချပြီးတော့မှ တိုင်းပြည်တစ်ခုလုံးကိုစစ်ကြုံပြုမဲ့ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ဒါတော့လုံးဝငင်းလို့မရတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။ခုလိုနားထောင်ပေးတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ဗျာ။